မင်္ဂလာပါခင်ဗျာ AMCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီးရင်ကနေကြိုဆိုလိုက်ပါရယ်ဒီကနေ့မြန်မာတက္ကရ1388ခုနဲ့သတင်းကျွလဆန်း9ရက်ခရနဲ့2016ခုနှစ်အောက်တိုဘာလ10ရက်တနင်္လာနေ့ညနေ6:00နာရီတိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါရယ် ဒီကနေ့မှရှုစားကြမယ့်သတင်းတွေမှာဆိုရင်တော့အမေရိကန်ကပိတ်ဆို့မှုတွေရုတ်သိမ်းလိုက်တာဟာတောင်ဆန်းစွကြည်ကိုဂုံပြူတာဖြစ်တယ်လို့သူရဥွှေမန်ကပြောဆိုလိုက်တဲ့သတင်းကချင်စစ်ပွဲတွေရပ်တန့်ပေးဖို့ဒေသခံတွေဆန္ဒပြတောင်းဆိုတဲ့အကြောင်းကျောင်းနိုင်ငံမှာအဆောက်အဦပြိုကျမှုကြောင့်လူရှိအုပ်သေဆုံးခဲ့တဲ့သတင်း စတဲ့တဲ့နေနဲ့အတူတခြားထူးခြားတဲ့ပြည်တွင်းပြည်ပတဲ့နေကိုစွပ်စီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ခုပထမဆုံးအနေနဲ့မြန်မာနိုင်ငံပေါ်အရေးယူထားတဲ့တံကပ်ပိတ်ဆို့မှုတွေကိုအမေရိကန်ကရုတ်သိမ်းလိုက်တာဟာနိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုလိုက်တာဖြစ်တယ်လို့သူရအုပ်ရှင်မန်ကပြောဆိုလိုက်ပါတယ်။အော်တိုဘာလ10ရက်နေ့ဒီကနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီမိုကရေစီလူထုကောင်းဆောင်တော်အောင်ဆန်းစုကြည်အနေနဲ့ဒီမိုကရေစီလူ့ကွန်ရက်ကိစ္စနဲ့မြန်မာနိုင်ငံတော်တာဝန်ခံပြောဆိုခဲ့တာကြောင့် အမေရိကန်ကတန်ကပ်အရေးယူမှုတွေရုတ်သိမ်းခဲ့တာဖြစ်ပါတယ်ဒီလိုဂုံပြုတ်ကြိုးဆိုအားပေးမှုတွေနဲ့အတူအားလုံးကပါဝင်ကြဖို့နဲ့အကြောက်တရားတွေရဲ့အကျဉ်းသားမဖြစ်ဖို့လဲသူရဦးရွှေမန်းကတိုက်တွန်းရေးသားထားတာဖြစ်ပါတယ်ခင်ဗျာမောင်တော်နဲ့ရတိတောင်ဖြစ်စဉ်တွေမှာပြစ်မှုကျွလွန်သူတွေကိုဖမ်းဆီးပြီးတရားဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ရဲချုပ်စောဝင်းကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ MCN သတင်းတော့ခိုင်တဆင်ဦးကပေးပို့ထားပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်မောင်တောမြို့နယ်နဲ့ရသစ်တောင်မြို့နယ်တွေမှာအော်တိုဘလ9ရက်နေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်စီးနှင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုရအောင်ဖမ်းဆီးပြီးတရားဥပဒေအရဆောင်ရွက်တော်မှာဖြစ်တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲကြုပ်စော်ဝင်းကပြောဆိုလိုက်ပါတယ်။အော်တိုဘလ9ရက်နေ့ည9နာရီကနေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းမီဒီယာတွေကိုအခုလိုပြောဆိုလိုက်တာပါ။ကျွန်တော်ဖမ်းမိသွားတဲ့ကျွန်တော်ကျူးလွန်သူတွေကျွန်တော်ရအောင်ဖမ်းမိတယ် pluralenico, pluralenico oh, ချိန်မှာကုလသမဂ္ဂအထွေထွေညီလာခံလူအခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီးတတိယကော်မတီအစည်းအဝေးစတင်ကျင်းပချိန်နဲ့တိုက်ဆိုင်နေတဲ့အတွက်ပြည်သူတွေကအကြမ်းဖက်မှုမျိုးစုံနဲ့တုံ့ပြန်လိုက်ပါကနိုင်ငံတကာကအာရုံစိုက်မှုဖြစ်လာပြီးအပြစ်ဖြစ်သွားနိုင်တယ်လို့လည်းနိုင်ငံသားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်တင်ကပြောပါတယ်ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်ကိုကျွန်တော်ပြန်လည်သုံးသပ်လို့ရှိရင်ကုလသမဂ္ဂထွေထွေညီလာခံမှာလည်းဒါလူ့ဝင်ကိစ္စတွေတင်နေတဲ့အဲစဉ်းစားတဲ့တတိယကော်မတီအစည်းအဝေးလက်ဆက်တင်ကာလအချိန်နဲ့တိုက်ဆိုင်နေပါတယ်။နောက်ပြီးတော့ ော်ဒီကိစ္စအရေးကိုပြင့်တင်နေတဲ့လူတွေအဲ့ဒါဟိုနိုင်ငံတကာအာရုံစိုက်မှုရအောင်တော့ဒီလိုကိစ္စမျိုးလုပ်လာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေဖြစ်ချင်ပါလေဖြစ်ပါမယ်ဒါကျွန်တော်တို့အနေနဲ့တွေးစားအဲ့တော့ဒီလိုဒီအမျိုးမှာဒီပြဿနာကိုဒီလူတွေရဲ့တုံ့ပြန်မှုเนาะကျွန်တော်တို့တခြားဒီကိစ္စကိုပြောင်းလဲတုံ့ပြန်မှုเนาะဆိုရဲဆောင်ရဲ့တုံ့ပြန်မှုတွေကလည်းကျွန်တော်တို့ဒါခုနရေးကြိုးပြီးပြောသွားလို့ပဲတရားဥပဒေနဲ့ဒီတုံ့ပြန်မှု ပါလေအဲအဲ့လိုဒီလိုဖြစ်လိုက်ဖြစ်စင်မှုဒီလိုကျွန်တော်ကနေကျွန်တော်ကနေပြီးတော့အကြံပေးမှုတွေလည်းဒီလိုဒုဒုတွေရတယ်တုံ့ပြန်တာမျိုးတွေဖြစ်လာလို့ရှိရင်ဒီကိစ္စကကြီးပွားလာပြီးတော့နိုင်ငံတကာရဲ့အဆန်းကိုဖြစ်လာပြီးတော့မြန်မာနိုင်ငံကိုအပြစ်ပို့တဲ့အဖြစ်ပြန်လာဖြစ်သွားနိုင်တာဒီတော့ဒီလိုအခြေအနေမျိုးမှာအထူးဝီဝီရတော့လိုအပ်မယ်ဆိုကြတော့ကျွန်တော်ပြောကြလို့ပါတယ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်အရာရှိတအူးနဲ့အခြားအဆင့်၈ဦးစုစုပေါင်း၉ဦးကြဆုံးခဲ့ပြီးအရာရှိတအူးနဲ့အခြား၃ဦးစုစုပေါင်း၄ဦးဒဏ်ရာရရှိခဲ့ပြီးတပ်ဖွဲ့ဝင်အရာရှိတအူးပျောက်ဆုံးခဲ့ပါတယ်။တိုက်ခိုက်သူများဘက်မှတိစုံသူ၈ဦးနဲ့၂ဦးကိုအရှင်ဖမ်းမိထားပါတယ်။လက်နက်မျိုးစုံ52လက်ခဲယံ1140တောင်းစကားပြောဆက်နှလုံးဆုံရှုံခဲ့ပြီးစီးနှင်းတိုက်ခတ်သူများဘက်မှလက်နက်1လက်ခဲယံ2တောင်းကြီအိမ်တစ်ခုတင်စီရမိခဲ့ပါတယ်ရှင် ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့စစ်ပွဲတွေရပ်တန့်ပေးဖို့ကချင်ပြည်နယ်ဘာကံမှာအော်တိုဘာလ10ရက်နေ့ကဒေသခံတွေကဆန္ဒပြခဲ့ကြပါတယ်။တပ်မတော်အနေနဲ့ကချင်ဒေသအတွင်းပြုလုပ်တဲ့ထိုးစစ်တွေအတွင်းလက်နက်ကြီးတွေအပါအဝင်လေကြောင်းပစ်ကူနယ်မှာတိုက်ခိုက်နေတာဖြစ်ပါတယ်။ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးကြောင့်ဒုက္ခသည်တွေတိုင်းနဲ့ရှိပြီးဒုက္ခသည်စခန်းတွေမှာတွားရောက်ခိုလုံနေရတာဖြစ်ပါတယ်။မကြသေးမီကလည်းကချင်ဒေသအတွင်းထိုးစစ်တွေရပ်တန့်ပေးဖို့ညချီနာမျိုးစီတာဘူးရက်ွက်မှာရှိတဲ့မနောကွင်းမှာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီးခွင့်ပြုချက်မရှိတဲ့ဆိုင်းဘုတ်တွေကန့်ဆောင်ခဲ့တာကြောင့်ဆန္ဒပြပွဲဥဆောင်သူကိုတက်ဆိုင်ရာကတရားစွဲဆိုခဲ့တာဖြစ်ပါရယ်ခင်ဗျာပထမဆုံးချိန်ရဲတပ်ကလူမြေအစီအစဉ်2016ပြိုင်ပွဲကိုနိုဝင်ဘာလအတွင်းရန်ကုန်တိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်ဒီသတင်းကိုတော့ MCN သတင်းတော့ K2 ကပေးပို့ထားပါတယ်ခင်ဗျာ လူငယ်ရင်းစန်းဆောင်ရေးမြင့်တင်ပေးမယ့်အစီအစဉ်ကိုရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္ဂနွေတိုင်းဒေသကြီးမှာနိုဝင်ဘာလ9ရက်နေ့ကနေဒီဇင်ဘာလ18ရက်နေ့ထိကျင်းပပြုလုပ်သွားမယ်လို့ရဲတော်လူငယ်အစီအစဉ် Project Manager ဒေါ်ဂျင်နီဖာဆော်ကပြောဆိုလိုက်ပါတယ်အောက်လာကိုရနေ့ကရန်ကုန်မြို့ MICT ဘက်မှာရဲတပ်မလူငယ်စီစဉ်2016ပြိုင်ပွဲဖိတ်ခေါ်ပွဲပြုလုပ်ခဲ့ပြီးပြိုင်ပွဲကို23နှစ်အောင်တိုက်ကြိုးចောင်းသူចောင်းသားတွေကခေါင်းစဉ်ကြီး၅ခုနဲ့ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ရှင်အဲဟိုလောမောသီဒီနှစ်ဒီပထမဦးဆုံးအနေနဲ့ပြောတဲ့အကြောင်းဝင်မောသီရန်ကုန်တိုင်းနဲ့တနင်္သာရီတိုင်းနှစ်တိုင်းမှာဒါလည်းမဟုတ်ပြိုင်ပွဲတွေကိုပြုလုပ်ပေးထားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တနင်္သာရီလုံးဝရှိတဲ့တက္ကသိုလ်တွေလာပြီးဝင်ပြိုင်လို့ရပါတယ်ပထမဦးဆုံးကအသက်16နှစ်ကနေကျွန်တော်တို့အသက်နေ23နှစ်ထိတော့ကျွန်တော်တို့ကန့်သတ်ထားပါတယ်ဒါပေမဲ့လို့တကယ်လို့များပေါ့နော်ကြောင်းပြီးသွားတာတစ်နှစ်နှစ်နှစ်အတွင်းဆိုတော့ကျွန်တော်တို့ဒါကိုလည်းအဲချွင်းချင်းအနေနဲ့လက်ခံပေးထားပါတယ်အမှန်တကယ်တော့ကျွန်တော်တို့ဒီတက္ကသိုလ်ကျောင်းကျောင်းသားဖြစ်ရမယ်ပေါ့နော်ကြောင်းပြီးသွားတာတစ်နှစ်နှစ်နှစ်တမားရေဆိုလဲကျွန်တော်ဝင်ပြိုင်လို့ရပါတယ်ရှင့် ဝေယောင်ရှင်ပြိုင်မဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ပညာရေး၊ကျန်းမာရေးနဲ့တဘောက်ပုံဝိညာဉ်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်တွေသာမကလူမှုဘဝဆုံးတည်ထွင်မှုနဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာအကြောင်းအရာတခုကိုတင်ပြသွားရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီပြိုင်ပွဲလေးအတွက်ကိုကျွန်တော်တို့က project category အနေနဲ့၅ခုခွဲထားပါပဲเนาะပညာရေး၊ကျန်းမာရေး၊တဘောက်ပုံဝိညာဉ်ထိန်းသိမ်းလျှောက်ရှောက်ရေး လူမှုဘဝစုံဦးတည်ထွင်ပြီးဒေတာခွင့်မျိုးရေးဆိုပြီးတော့အချက်၅ချက်ခွဲထားပါတယ်ဒီအချက်၅ချက်လုံးရဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ပြိုင်တဲ့ MIDI project ကိုမဆုံရသည် project တိုင်ဝန်ဝင် project နဲ့သတ်မှတ်ပေးထားပါတယ်ဒီ pro ဒီခေါင်းစဉ်၅ခုစလုံးဒီမှာတို့ဒီ corporate social responsibility ဖြစ်ကြကြမှုဒီဒီ CSR ပေါ့နော်ဒီဒူးဒူးကိုအကျိုးပြုနိုင်တဲ့အဲရွေကြက်တွေရှိမယ်ဆိုတော့လက်ခံပေးပါတယ်ရှင်ဟုတ် လူငယ်တွေရဲ့စွမ်းဆောင်ရည်နဲ့တွေးခေါ်မှုစွမ်းအားတွေပေါ်မူတည်ပြီးရဲရွာလူစုကိုဘယ်လိုအကျိုးပြုမလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ပြိုင်ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲကိုပွဲစဉ်၃ခုခွဲပြိုင်သွားရမှာဖြစ်ပြီးပွဲစဉ်တစ်ပွဲချင်းလိုက်နဲ့ပွဲစဉ်အားလုံးပေါင်းအနိုင်ရရှိသူအသီးသီးကိုစုချင်းမြင့်သွားမှာဖြစ်သလိုနောက်ဆုံးအဆင့်ရဲ့ပထမစုရရှိသူကိုစုချင်းအဖြစ်အမေရိကန်ဒေါ်လာ2500ပေးအပ်သွားဖို့ရှိတာဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်အတွင်းကရဲကင်းတွေကိုအကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးစောလင်းစွာ ဖော်ထုတ်ပြီးလိုအပ်သလိုဆောင်ရွက်ဖို့နိုင်ငံတော်အစိုးရကိုတိုက်တွန်းကြောင်းထုတ်ပြန်ချက်တစ်စောင်းကြမ်းခိုင်ရေးပါတီကထုတ်ပြန်လိုက်ပါတယ်။အော်တိုဘလာ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အဲဒီထုတ်ပြန်ချက်မှာအကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်ကိုပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ကြဆောင်ခဲ့ကြတဲ့နိုင်ငံဝန်ထမ်းတွေအတွက်ဝန်ထမ်းကြောင်းကိုလည်းဖော်ပြထားပါတယ်။ဒါအပြင်ဒီအကြမ်းဖက်မှုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကြမ်းခိုင်ရေးပါတီအနေနဲ့စောင့်ကြည့်သွားမှာဖြစ်ပြီး နိုင်ငံတော်ကြိုးအတွက်တိုင်းရင်းသားတွေနဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြပါရှိပါရခင်ဗျာမန္တလေးမြို့မှာတတောင်စစ်အောက်လက်ပြတ်သူတွေကိုအခမဲ့လက်အတုပြန်လည်တက်ဆင်ပေးခဲ့တာဖြစ်ပါတယ်ဒီသတင်းကိုတော့ MC သတင်းတော့မင်းမင်းလက်ကရိုက်ကူပေးပို့ထားပြီးသတင်းတော့ကေသွယ်ကတင်ဆက်ပေးထားပါရခင်ဗျာ မန္တလေးမြို့မြန်စုရှင်တပါယုံမှာအော်တိုဘာလ9ရက်နေ့ကဒေါက်တာဆောမြောင်အောင်ဖောင်ဒေးရှင်းနဲ့ The Elan Metro Proceed Head Foundation နဲ့ We Rotary District 5000 of Hawaii တို့ကပူးပေါင်းပြီးတရောင်စစ်အောက်လက်အထုခမဲ့တက်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဒေါက်တာဆောမြောင်အောင်ဖောင်ဒေးရှင်းအနေနဲ့အခုလက်ရှိအချိန်ထိလက်အထုပေါင်း600ကျော်ကိုတက်ဆင်ပေးခဲ့ပြီဖြစ်တယ်လို့ပြောပါရစေ။ဒီမှာကြည့်မှာပေါ့နော်။အဲ့မဆာဆင်းပြီးပြတ်တဲ့အများကြီးရှယ်ဒါ ပထမဆက်တက်ရင်လည်းတိလာတာပေါ့နော်အဲတက်ရင်တက်ရင်လည်းဟိုဆိုတော့လက်ပြတ်တဲ့လူတွေကအိမ်ကိုဖုန်းဆက်ကြတဲ့ဟာတွေကထောင်းတဲ့ချိန်တော့ရှိတယ်ဟောအဲဆိုတော့ဒီမှာဒီမှာဒီလက်ထုတက်ပေးတဲ့ဖုန်းဆက်ဆောက်ပေါ့နော်လုံးဆိုတော့အဖွဲ့စီကလည်းတခုမှမရှိသေးဘူးအဲကျမတို့မှာခံကောင်းတာကအဲ America မှာရှိတယ်အဲ Ellen Meadows Prosthetic Hand Foundation ဆိုတာက Rotary International Rotary Club နဲ့တဆင့်တည်ရတာပေါ့နော်အဲသူတို့ကမှာပြည်အတွက်ကိုလက်ထုကိုပထမကျမတို့ကနှစ်စဉ်နှစ်တိုင်းဒီခိုင်ဒီမှာသွားပြီးတော့ဆေးသွမ်းမှုလာရှိတယ် အခုရင်းနဲ့အဲ့ချိန်မှာလက်ထူတက်ဖို့ဆိုပြီးသူတို့ယူလာတယ်အဲယူလာတဲ့ချိန်မှာရခိုင်မြန်မာတို့တိတ်မရှိဘူးเนาะအဲ့တော့ပမာမြန်မာဆက်တက်ဖို့ဟိုဘာဖြစ်မလဲအဲ့တမိုင်းမှာရှိတယ်လက်ထူကျေးလူလက်ထူဆေးကိုပေးတယ်ဒါပေမဲ့သူတို့ကဟိုနောက်ပိုင်းဆက်မလုပ်နိုင်တဲ့ခါကျကျွန်မကဲ တို့မလို့ရင်ကျမ foundation တွေဆိုကျမလုပ်မယ်ဆိုပြီးလုပ်တဲ့အခါအဲ့ချိန်မှာကျမတိလာတယ်မြန်မာနိုင်ငံအတွင်းတရောင်စစ်အောက်လက်ပြတ်နေသူမြို့သူကိုမဆိုဒေါက်တာစောမြောင်ဖောင်ဒေးရှင်းကနေမြစ်တာနယ်လက်အတူတွေတက်ဆင်ပေးခဲ့တာဖြစ်တဲ့အတွက်ဆက်သွယ်နိုင်မှာဖြစ်ပါတယ်ဒေါက်တာစောမြောင်ဖောင်ဒေးရှင်းကနေရခိုင်ပြည်နယ်ရန်ကုန်မန္တလေးတွေမှာလက်အတူတွေတက်ဆင်ပေးပြီးဖြစ်ပါတယ်ဒေါက်တာဆက်ဖြစ်တာပေါ့နော်ဒီလိုဒါပြီးတော့ဒေါက်တာစောမြောင်ဖောင်ဒေးရှင်းတို့ပြီးတော့ခုလိုကျွန်တော်တို့လက်အတူတွေတက်ပြီးတဲ့အတွက်ဒီလိုဒီလိုလုပ်နေတာပါ ဟိုကျွန်တော်တို့တို့မပြည့်စုံတဲ့လူတွေတက်ဖို့လည်းဘာပဲဖြစ်ဖြစ်เนาะတစ်ခုခုပစ္စည်းတစ်ခုခုမသုံးလို့ရတဲ့တက်ဖို့လည်းရိုက်ကျူးတင်ပါလေလွန်ခဲ့တဲ့2009ခုနှစ်မှာကွယ်လွန်သွားခဲ့တဲ့ဒေါက်တာစောမြအောင်ကိုဂုဏ်ပြုတဲ့အနေနဲ့မိသားစုဝင်တွေကဒီဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့တာဖြစ်ပြီးရခိုင်ပြည်နယ်အပေါင်းဝင်တခြားပြည်နယ်တွေမှာကျန်းမာရေးပညာရေးနဲ့လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ရှင်တရုတ်နိုင်ငံဝမ်ဂျိုးမြို့မှာဒီကနေ့အော်တိုဘားလ10ရက်နေ့နံနက်ပိုင်းက အဆောက်အဦလေးခုပြိုချခဲ့ပြီးလူ၈ဦးသေဆုံးခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်သားတွေကတော့အပြက်စီတွေကြောင့်ပိတ်မိနေသူတွေကိုကယ်ထုတ်ဖို့ဆက်လက်စ조사နေကြပါတယ်။အဆောက်အဦပြိုချမှုရဲ့အဓိကအကြောင်းရင်းအသေးစိတ်ကိုတော့ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။ပြိုချခဲ့တဲ့အဆောက်အဦတွေထဲမှာအထက်6ခုရှိတဲ့အဆောက်အဦတွေကလူ73ဦးကိုကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီးကယ်ဆယ်ခဲ့တဲ့လူတွေထဲက9ဦးပဲအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဆောက်အဦပြိုချမှုဟာဝမ်ကျုံးမျိုးရဲ့ဆက်မှုဇုံထဲမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အမ်စင်သတင်းဌာနကလည်းညနေ6:00နာရီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်တွေတွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစုစည်းတင်ဆက်ပေးဦးမှာပါ။ထုံးလွှင့်ခဲ့တဲ့အမ်စင်သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီးတင်တွေကို www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook လူမှုကွန်ရက်ဆာမျက်နှာမှာဆိုရင်တော့ MCNTV News မီနယ်ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။ကျွန်တော်နေမင်းခါပါ။